င်္ဂလာပါရှင်2025ခုနှစ်မေလ2ရက်နေ့ရက်နေ့လည်ခင်းသတင်းလေးကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မမှုပါရှင်။မြန်မာနိုင်ငံမှာအလုတ်သမားရှားပါမှုပြဿနာရင်ဆိုင်နေရပြီလို့စစ်ရှုံကောင်စီကောင်ဆောင်မြောင်းလိုက်ကပြောလိုက်ပါတယ်။တရုတ်အကူအညီနဲ့လာရှုကိုစစ်ကောင်စီကပြန်လည်ရရှိခဲ့ပေမဲ့အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကိုလာရှုမှာဖွင့်လှစ်ရန်မရှိတော့ဘဲမိုင်းရဲနဲ့တိုင်ရန်မှာမြို့တစ်ဖို့အခြေစိုက်ထားတယ်လို့ဆိုပါတယ်။ ုံတို့မှာစစ်တောင်းနှစ်ခုဖြစ်ထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်သားတွေကိုတိုက်ခိုက်မှုမှာစစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုများပြားပြီးလက်နက်ခဲယမ်းတွေလည်းတင်စီရရှိလိုက်ပါတယ်။လောင်းလုံကတောင်းမီမော်ရွာပြူစောတီကိုအောင်နိုင်ကို တော်လည်ရေးတပ်ဖွဲ့တွေကအရှင်ဖမ်းမိလိုက်ပါတယ်ရှင်။ဖြာပုံမှာနလားကြော်ကြပျောက်ဆုံးနေတဲ့မပူပူရွှေစင်ကို အလောင်းအယိုးစုအဖြစ်ပြန်လဲတွေ့ရှိရပြီးလူတပ်တရခန့်လို့တန်တရားရှိရဲ့မောင်ဝန်းခွဲအပါဝင် လူ၄ဦးကိုဖမ်းဆီးစစ်ဆေးနေတယ်လို့ဆိုပါရရှင်။ဒီသတင်းနဲ့အတူဒီကနေ့နေ့လည်းကင်းရဲ့ထူခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းဒီပုတ်အနေနဲ့မြန်မာနိုင်ငံမှာအလို့သမားရှားပေါမှုပြဿနာနဲ့ရင်ဆိုင်နေရပြီလို့စစ်ရှုံးကောင်စီဥက္ကဋ္ဌမင်းအောင်နိုင်က မေလတရက်နှစ်အပြည့်ပြည့်ဆိုင်ရာအလို့သမားနှစ်တဝင်းလွှာမှာပြောဆိုခဲ့ပါတယ်။ဒါဟာစစ်အာဏာသိမ်းပြီး၄နှစ်အကြာမှာစစ်ကောင်စီဥက္ကဋ္ဌကပထမအကြိမ်ဝေခံပြောဆိုတာလည်းဖြစ်ပါတယ်။ပြပကိုတွားရောက် အလုံလောက်ကိုင်းတာထက်ဘဝလုံခြုံမှုရှိတဲ့ပြည်တွင်းမှာသာအလုံလောက်ဖို့အရေးကြီးတယ်လို့စစ်ကောင်စီရောကထာကပြောပါတယ်။ဒါပေမဲ့စစ်ကောင်စီရောကထာပြောသလိုမြန်မာနိုင်ငံမှာဘသူကားမှဘဝလုံခြုံမှုမရှိဘူးလို့မလေးရှားနိုင်ငံကဒီနှစ်မှာပဲအလုံလောက်ဖို့ထွက်လာတဲ့အလုံသမားတအုပ်ကပြောပါတယ်။စစ်မှုထံဥပဒေတို့အလုံအကင်အခွင့်အလမ်းရှားပါမှုပြောရရင်တော့ခင်မကောင်းလို့အဓိကတော့ချက်ကတော့ခစ်ပြက်နေလို့ပဲပြောရမှာပေါ့။ခစ်ပြက်တာဘာကြောင့်လဲဆိုရင် တိုင်းပြည်အာနာသိမ့်လိုက်တဲ့အချိန်မှာအလုံးကပြစ်သွားကြတာဖျို့ပြဲလေအဲ့တော့ကိုနိုင်ငံကိုနေချင်းတောင်မှပြည်ပကိုထွက်နေရတယ်ပြည်ပမှာပျော်လဲနေမပျော်လဲနေပေါ့စေကောင်းစီဟာစစ်မှုထံဥပဒေထုတ်ပြန်ပြီးတဲ့နောက်လူငယ်တွေကိုပြည်ပထွက်ခွာခွင့်တင်းကျပ်လိုက်တာကြောင့်တရားမဝင်လမ်းကြောင်းကနေမလေးရှားနိုင်ငံကိုထွက်ခွာလာတာလို့သူက RFA သတင်းဌာနကိုပြောပြထားတာတွေ့ရပါတယ်အာနာသိမ့်ပြီးတဲ့နောက်တိုင်းပြည်စီးပွားရေးကြဆင်းမှု စာဝတ်နေရေးတက်တဲမှုနဲ့စစ်မှုထဥပဒေထုတ်ပြီးတပ်သားတစ်စုဆောင်မှုတွေကြောင့်လူငယ်အများအပြားပြည်ပကိုထွက်ခွာသွားကြတာလို့အလို့သမားအရေးနှုံဆောင်သူကပြောပါရရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ MMDA ကတင်ပိုက်ထားတဲ့လာရှုကိုစစ်ကောင်စီကပြန်လဲရရှိလိုက်ပေမဲ့အရှင်းမြောက်တိုင်းစစ်ထာနာချုပ်ကိုလာရှုမှာဖွင့်လှစ်ရန်မရှိတော့ဘဲ မိုင်းရင်နဲ့တန်ရမှာမြို့တစ်ဖို့အခြေဆိုင်ထားကြောင်းနေပြည်တော်စစ်ပတ်တရင်မြေကပြောပါရယ်ဧပြီလ22ရက်နေ့ကစပြီးစစ်ကောင်စီကလာရှိုးမြို့ကို ပြန်လည်ရရှိထားတော့လဲအရှေ့မြောက်တိုင်းစစ်ထာနာချုပ်ကိုမူအခြေဆိုင်ရန်မရှိတော့ပဲစကားခစစ်စင်ရေးကုတ်ကဲမှုဌာနချုပ်အစင်သာပြန်လည်ဖွဲ့စည်းထားရှိမည်ဖြစ်ကြောင်းလည်းသိရပါဗျ။ရှာမခတိုင်းစစ်ဌာနချုပ်ကတော့လာရှိုးမှာပြန်အခြေချဖို့မရှိပါဘူး။ စာကခအဆင့်ပဲပြန်လည်ဖွဲ့စည်းမယ်လို့သိရပါတယ်။လက်နက်နဲ့လူအင်အားတွေပြန်ပို့ပြီးငကိုမူလာတက်ရင်တွေပြန်လည်တိစောက်ဖွဲ့စည်းနေပြီဖြစ်ပါတယ်။လာရှိုးစေုံကြီးလည်းပြန်လည်ဖွင့်မယ်။လာရှိုးခရိုင်အဆင့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနလည်းပြန်လည်ဖွင့်လှစ်ပါမယ်။ငကိုလိုတော့တိုင်းစစ်ဌာနချုပ်မြို့တော့ပြန်လည်ပြီးတော့မလုပ်တော့ဘူးလို့သိရတယ်လို့နေပြည်တော်စစ်ဘက်တရင်မြစ်ကပြောပါတယ်။ 2024ခုနှစ် of color 3ရက်နေ့မှာ MMDA ကလာရှို့ကိုအရှင်းမြောက်တိုင်းစစ်ဌာနချုပ်ကိုအပိသက်တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်မှာစစ်ကောင်စီကယာယီအားဖြင့်မိုင်းရဲနဲ့တန့်ရံဘက်မှာအရှင်းမြောက်တိုင်းစစ်ဌာနချုပ်ယာယီပြန်လည်ဖွဲ့စည်းခဲ့ကြောင်းယခုအခါမှာအရှင်းမြောက်တိုင်းစစ်ဌာနချုပ်အစ်စ်ကို မြို့တစ်စီမံချက်နဲ့မိုင်းရဲနဲ့တန့်ရံမှာအခြေချထားပြီးဖြစ်ကြောင်းလည်းသိရပါဗျာ။ MMDA ကတိုက်ခိုက်သိမ်းပိုက်ထားတဲ့လာရှိုးမျိုးကိုနိုင်ငံရေး PR ကြောင့်အာနာသိစစ်ကောင်စီထံပြန်လည်ပေးအပ်ခဲ့ရကြောင်းကိုကန့်တည်စင်မှာဧပြီလ26ရက်နေ့ကတရားဝင်ထုတ်ဖော်ကြေညာခဲ့ပါတယ်။တရုတ်ရဲ့ဂျောင်းဝင်စစ်ဆက်ပေးမှုအရာစစ်ကောင်စီကလာရှိုးမျိုးပေါ်ရက်ွက်12ခုကိုပြန်လည်အုပ်ချုပ်သွားပြီဖြစ်ပြီးမြို့ပြင်ပါမြို့ပပလဲကို MMDA ကတက်ဆွဲထိန်းချုပ်ထားပါတယ်။ တရုတ်အစိုးရရဲ့ဂျာဝင်ဆောင်ရွက်မှုနဲ့ယခုနှစ်ဇန်နဝါရီလ18ရက်နေ့မှာကုမင်းဆွေးနွေးပွဲမှာစစ်ကောင်စီနဲ့ MMDA တို့ကြားအပြစ်ခတ်ရက်စဲရန်သဘောတူညီခဲ့ကြတာလည်းဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးကရင်ပြည်နယ်ကြုံတိုးမြို့မှာစစ်ကြောင်းနှစ်ခုနဲ့ထိုးစစ်ဆင်လာတဲ့အကြံဖတ်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုများပြားပြီးလက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့ကြောင်း KNL မဟာမိတ်ပူပေါင်းတပ် ်ဗတင်းအရင်မြစ်ကပြောပါတယ်။ဧပြီလ30ရက်နေ့မှာကျုံတိုးမြို့မှာရှိတဲ့အကြမ်းဖက်စစ်တပ်ကလက်နက်ကြီးတွေအဆက်မပြတ်ပစ်ပြီးမြေပြင်စစ်ကြောင်းနှစ်ခုအင်အား200ကျော်နဲ့စစ်ကြောင်းထိုးတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းကို KNN လေမဟာမိတ်ပူပေါင်းတပ်တွေကပိတ်ဆို့တိုက်ခိုက်ခဲ့တဲ့အတွက်ကျုံကလေးရွာနဲ့နွားချံကုံရွာတို့မှာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအကြအဆုံများက မဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေဘက်မှလက်နက်ခဲယမ်းတွေလည်းတင်ပိုက်ရရှိခဲ့ကြပါတယ်။မနေ့ကဂျုံတို့905 946တပ်ရင်းနဲ့ရဲစခန်းဂျိုင်းတရာဖြူဟာကုန်းမိမုံကွေရတိကြောင်နေရာတွေကနေလက်နက်ကြီးဂျိုင်းတူပစ်ထုတ်တာ အလုံးရာချီရဲပြီးတော့စစ်တပ်စစ်ကြောင်နှစ်ခုကအင်အား100လောက်စီနဲ့အင်အား200လောက်စစ်ကြောင်ထွက်တိုက်တာမှာကျွန်းကလေးဘက်ကတပွဲ နွားချံကုန်းဘက်မှာတပွဲတိုက်ပွဲဖြစ်တာစကားစာစစ်ကြောင်းချီရများတယ်။ခွေးဆက်မှာလက်နက်ခဲယမ်းတွေတင်ရတာရှိရဲ့။နောက်တပ်ရင်းတွေထဲကို short tight drone နဲ့ပစ်ထဲတာလဲချိချက်ပေါင်းတော့ကြားတာတွေရှိတယ်လို့ကြုံတို့ KNN မဟာမိတ်ပူပေါင်းတပ်တင်ရင်းမြစ်ကပြောပါတယ်။အဲ့လိုနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေချိန်မှာကြုံတို့မြို့မှာလက်နက်ကြီးတွေကြားရောက်ပောက်ကွဲမှုကြောင့်အမှတ်3ရပ်ကွက်နဲ့ တိန်ကုန်းချောင်းဘက်မှာနေထိုင်တဲ့အရက်သားပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဒါပြင်ကြုံတိုးကော့ဂရိတ်အာရှလန်နေရာဘက်တွေမှာအကြမ်းဖက်စစ်တပ်နဲ့အောင်စရစစ်ကြောင်းနဲ့ KNN မဟာမိတ်တပ်ဖွဲ့တွေအပြင်းအထန်တိုက်ပွဲဖြစ်နေပြီးနှစ်ဖက်အကြဆုံးထိခိုက်မှုတွေရှိကြောင်းလည်းသိရပါရရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်မှာကျောင်းညီမောရွာပြူစောချီကိုအောင်နိုင်ကို တော်လန်ရဲတပ်ဖွဲ့တွေက အရှေ့ဖမ်းမိခဲ့ကြောင်း Special Guerrilla Force အထူးပြောက်ကြားတက်ခွဲကထုတ်ပြန်ထားပါတယ်။ဖေဖော်ဝါရီလပိုင်းကလောင်းလုံးမြို့နယ်အတွင်းမှာရှိတဲ့ကျောင်းမီမော်ရွာမှပြူစောတိအခွဲဝင်ကိုနှစ်နိုင်ဆိုးခေါ်ကိုနိုင်ကားကိုတော်လန်ရေးတက်ဖွဲ့တွေကလမ်းပိုင်းတစ်နေရာမှာ စစ်ဆေးခဲ့ကြောင်းလည်းသိရပါတယ်။ဖန်စီရမီရဲ့ကိုနိုင်ထံမှစကားစယုံနဲ့ပတ်သက်တဲ့စာရွက်စာတမ်းများအချက်အလက်များတင်စီရရှိပြီးအပြစ်မဲ့ပြည်သူတွေကိုလက်နက်အားကိုပြီးညှဉ်းပန်းနှိပ်စက်ခြင်း ကျောင်းဒီမော်မှာရှိတဲ့စာကဆရရဲ့ပစ္စည်းများတည်ယူပေးခြင်းကိုနှစ်နိုင်ဆိုးကကျောင်းဒီမော်ရွာမှာနေထိုင်ခဲ့စဉ်ကစစ်ကောင်စီတပ်တွေကိုခေါ်ယူနေထိုင်ခြင်းရွာထဲမှာလည်းလက်နက်ပိုင်ဆောင်သွားခဲ့တယ်လို့ဝေခံထွက်ဆိုခဲ့ကြောင်းလည်းသိရပါဗျ။ဖမ်းဆီးရမိတဲ့ကိုနိုင်ကို Special Guerrilla Force အထူးယောက်ျားတပ်ဖွဲ့နဲ့ပင်လယ်ကျေအဖွဲ့တို့ကဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ကြောင်းလည်းသိရပါဗျ။ ဒီကနေ့နေ့လည်းခင်ရဲ့နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အေယာဝတီတိုင်းခြာပုံမြို့နယ်မှာနလကြော်ကြပျောက်ဆုံးနေတဲ့မဖူဖူးရွှေစင်ကိုအလောင်းအယိုးစုဖြစ်ပြန်လဲတွေ့ရှိရပြီးလူသက်တရခန့်လို့တန်တရာရှိတဲ့မောင်ဝမ်းခွဲအပါဝင် လူလေးဟုကိုဖမ်းဆီးစစ်ဆေးနေကြောင်းအဲ့ဒီအမှုရဲ့ဖြစ်စဉ်ကိုတေချာသိရှိထားတဲ့မိတ်ဆွေတို့ကပြောပါတယ်။ယခုနေ့ဖေဖော်ဝါရီလ22ရက်နေ့ခြာပုံမြို့နယ်ကြုံတာကျေးရွာနေမဖူဖူးရွှေစင်ကစိုက်ကဲနဲ့ထွက်ခွာလာစဉ်မှာပျောက်ဆုံးခဲ့ကြောင်း ဲ့ဒီနောက်မှာနှစ်လကျော်ကြာဧပြီလ26ရက်နေ့ဖြာပုံမြို့နယ်ကိုအိမ်နံကျေးရွာနဲ့တကံခွကြီးကျေးရွာအနီးမှာဖြာပုံပိုကလေးလမ်းဘေးမှာလူရိုးစုတစ်ခုကိုတွေ့ရှိစစ်ဆေးခဲ့ရမှာပျောက်ဆုံးနေတဲ့မပူပူရွှေစင်ဖြစ်တာကိုအတည်ပြုနိုင်ခဲ့ကြောင်းလည်းသိရပါဗျ။ထွက်သွားတော့ကဆိုင်ကယ်နဲ့တယောက်တည်းထွက်သွားတာဖေဖော်ဝါရီလ21ရက်နေ့ကတည်းကပျောက်သွားတာပြန်တွေ့တော့ဧပြီလ26ရက်နေ့မှပြန်တွေ့တာပေါ့။ ထွက်သွားတော့ကပါသွားတဲ့ဆိုင်ကယ်ရော iPhone ရောမတွေ့သေးဘူးအလောင်းပဲပြန်တွေ့တာပေါ့လက်ရှိကတော့ရဲစခန်းမှာအမှုဖွင့်ထားတယ်လို့သိရတယ်။တန်ရာတွေဘာတွေဆိုတာကစစ်ဆေးလို့မရဘူး။မနေ့က၁၂နှစ်မှာသူ့ရွာမှာပဲတချို့ပြီးလို့သိရတယ်လို့မောင်ကောင်းဖြာပုံကပြောပြထားပါတယ်။ဖြာပုံမျိုးနဲ့ကိုယ်အိမ်နံကြေးရွာနဲ့တကံခွကြီးကြေးရွာကြဖြာပုံဖိုးကလေးကားလမ်းပြီးမှတည်ဆုံနေတဲ့ အလောင်းအယိုးစုကိုစီစေရာမှာတေဆုံးသူရဲ့လက်မှာဝစ်ဆင်ထားတဲ့နှမ်းချင်းကိုတွေ့ရှိရာမှာမပူပူရွှေစင်ဖြစ်တာကိုအတည်ပြုနိုင်ခဲ့ကြောင်းမပူပူရွှေစင်ကအင်ဂျီလက်ရှိဝစ်ဆင်ထားရရွှေဟန်းချင်းကိုတက်ဖြတ်သွားသူတွေကမတွေ့မြင်မဲကြံရစ်သွားခြင်းဖြစ်ကြောင်းလည်းသိရပါတယ်အပူပူရွှေစင်ရဲ့အလားကိုမေလာတရက်နေ့မှာတကြိုခဲ့ပြီးလူသက်တရက်ခန့်လို့တန်လျာရှိရဲ့မောင်ဝဲခွဲအပါဝင်လူ၄ဦးကိုရဲတပ်ဖွဲ့တွေကဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်းလည်းသိရပါရဲ့ရှင် ဒီကနေ့နေ့လည်ခင်းရဲ့နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးခဲ့တာပါပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးဆရာနာရှင်စနစ်စိုးလောက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်